မင်းသားလေးအခန်းဆက်ကိုမင်းသားလေးဟာဒီတခါတော့တောင်မြင့်ကြီးတလုံးရဲ့ထိတ်ကိုရအောင်တက်ခဲ့တယ်တဲ့သူ့ဘဝမှာမြင်ခဲ့မှုတဲ့တောင်တွေကသူ့ရဲ့ဂျိုးဘဝမီးတောင်၃လုံးပဲဖြစ်ပြီးအဲ့ဒီမီးတောင်တွေကလည်းသူ့ရဲ့ဒူးလောက်ပဲမြင့်နေမီးတောင်တေကိုတော့မင်းသားလေးကခွေးချီလိုမျိုးအသုံးပြုတယ်။ဒီလောက်မြင့်တဲ့တောင်ပေါ်ကကြည့်ရင်တော့ကဘာကြီးတစ်ခုလုံးနဲ့လူတွေအားလုံးကိုမြင်ရမှာပဲဆိုပြီးတော့မင်းသားလေးကသွေးနေခဲ့တယ်။ဒါပေမဲ့မဆောက်ပြီး ခြုံနေတဲ့တောင်တွေကလွဲလို့ဘာမှမမြင်ရဘူးတဲ့။ဘဒူကကြားမယ်မဟုတ်မှန်တိတိကြီးနဲ့မင်းသားလေးကမင်္ဂလာပါလို့ဩလိုက်တယ်။မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဆိုတဲ့ပဲ့ထင်တန်ကပြန်လာတယ်။ခမည်းဘဒူလဲဆိုပြီးမင်းသားလေးကဩမေးတယ်။ခမည်းဘဒူလဲခမည်းဘဒူလဲခမည်းဘဒူလဲဆိုတဲ့ပဲ့ထင်တန်ပဲပြန်လာတယ်တဲ့။ ကျွန်တော်နဲ့မိတ်ဆွေဖွဲ့အောင်ကျွန်တော်တယောက်တည်းမို့ပါလို့မင်းသားလေးကဆက်ပြောတယ်။တယောက်တည်းမို့ပါတယောက်တည်းမို့ပါတယောက်တည်းမို့ပါဆိုတဲ့ပဲ့တင်တန်းကပြန်လာပြန်တယ်။တော်တော်လေးဟာတာပဲဒီကဘာကြီးပေါ်မှာအရာအလုံးက၆တွေ့တာနဲ့ခြွန်နာနဲ့စားငန်နာနဲ့ပဲရှိတယ်။လူတွေကလည်းကိုပိုင်စဉ်းစားဉာဏ်မရှိကြဘူး။သူများပြောတာတွေကိုပဲလိုက်ပြောကြတယ်။ ငါရဲ့ဂျူမာဆိုရင်ပန်းပွင့်လေးကအမြဲတမ်းငါ့ကိုအရင်လမ်းစကားပြောတယ်ဆိုပြီးမင်းသားလေးကတွေးနေခဲ့တယ်။